အဲ့ရမ်းဖြစ်သွားပြီဆိုတော့အဲ့ဒါမြတ်စွာဘုရားကနောက်တစ်ပါးနေခေါ်ပြီးတော့ကြွသွားတယ်အဲ့ဒါရွှေလီကြီးရဲ့နောက်ကနေရွှေလီငယ်လေးလိုက်သွားတယ်လို့ပဲတဲ့မြတ်စွာဘုရားက32ပါးသောလက္ခဏာတော်ကြီးငယ်တို့ဖြင့်တင့်တယ်တဲ့ရှင်မကတ္တပါကလက္ခဏာတော်9ပါးရှိတယ်တဲ့မဟာပုရိသလက္ခဏာ9ပါးရှိတယ်တဲ့သူကလည်းပဲအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်နော်အဲ့လိုဦးဇင်းတို့ကြွသွားရင်ဒါတောလန်ခီးကိုသွားနေတာ သစ်မင်းတစ်ဖင်အောင်ရောက်တဲ့အခါကျတော့ထိုင်လို့တဲ့အချင်းညာကိုပြတယ်တဲ့မြတ်စွာဘုရားကအဲ့တော့ရှင်မကတ္တဝါကသူ့မှာပါတဲ့နှစ်ထပ်တင်ကန်းကြီးကိုခောက်ပြီးတော့ခင်းပေးတယ်မြတ်စွာဘုရားဒီပုံမှာသတင်းသုံးမှာဒါတပည့်တော်တို့အရှိသဖြင့်အကျိုးကျေးဇူးများမှာပါဘုရားအဲ့ရစွာဘုရားသတင်းသုံးသတင်းသုံးပြီးတော့မြတ်စွာဘုရားကအဲ့ဒီတင်ကန်းကိုလက်နဲ့ကင်ကြည့်တယ်တဲ့ကင်ကြည့်ပြီးတော့ चित्त ကတ္တဝါတဲ့တင်ကန်းကနုံညံ့လာကြည်လား အဲ့လိုမိရှိတဲ့အခါကျတော့အော်မြတ်စွာဘုရားကဒီသင်္ကန်းကိုအလိုရှိတော်မူတယ်နဲ့တူတယ်အဲ့လိုဆိုမြတ်စွာဘုရားတပည့်တော်ဒီသင်္ကန်းကိုမြတ်စွာဘုရားကိုလှူပါတယ်ဗျာမြတ်စွာဘုရားတုံးဆောင်တော်မူပါအဲ့တော့မြတ်စွာဘုရားကအလိုမခံဘူးလို့မရှိဘူးနော်ဘာမိရှိတော်ဆိုတော့จิตသားကအဲ့လိုဆိုရင်ဘာဝဲ့မလဲတဲ့တပည့်တော်ကမြတ်စွာဘုရားရဲ့သင်္ကန်းကြီးကိုရခြင်းတပည့်ရလို့ရှိရင်တပည့်တော်အဲ့ဒီသင်္ကန်းကြီးကိုဝတ်ပါမယ်တဲ့ အဲ့ဒါမြတ်စွာဘုရားကသင်္ကန်းချင်းလဲလို့တဲ့အတွက်ကြောင့်အဲ့ဒါလိုသင်္ကန်းကိုချီးမွမ်းတာအလကားချီးမွမ်းတာမဟုတ်သင်္ကန်းချင်းလဲမှာအဲ့ဒါဒီတစ်ပါးပဲရှိတယ်ဘယ်ဘုရားမှအဲ့လိုလုပ်ဖူးတာလည်းမရှိဘူးတဲ့ဟုတ်လားဘာဖြစ်လို့သင်္ကန်းချင်းလဲကျင်တာတော့မြတ်စွာဘုရားရဲ့ကိုစားချီးမြှောက်ခြင်းလို့မြတ်စွာဘုရားနဲ့ထပ်တူထားခြင်းလို့နော်ရှင်သာရိပုတ္တရာရှင်မောဂ္ဂလံတို့တောင်အဲ့လိုမထားဘူး ဘာဖြစ်လို့ထက်တူထားကျင်တာတို့မြတ်စွာဘုရားနဲ့ထက်တူထားဖို့အတွက်ရှင်သာတိဗုဒ္ဓရှင်မဘောက္ကလဉာဏ်အကြီးဆုံးတကောအကြီးဆုံးမထေရကြီးတွေရှိတယ်။ရှိလာလိမ့်မယ်။ဘာဖြစ်လို့မထားတာတို့မြတ်စွာဘုရားစဉ်းစားရတဲ့။သာတိဗုဒ္ဓရာတို့မောက်တက္ကဏတို့ကငါအရှင်ပြိဋိဘံဆန်းကြမှာ။ခုဒီရှင်မကတ္တပကအသက်190ရှိမှာငါနောက်မှပြိဋိဘံဆန်းမှာ။အဲ့လိုဆိုလို့ရှိရင်ငါပြိဋိဘံဆန်းပြီးတဲ့နောက်မှာဒီအဆုံးမဓမ္မဝိနည်းသာသနာကိုသူဟာဆက်ပြီးတော့မတိမ်ကောမပေါက် အပြောက်ပြက်အောင်စောင့်ရှောက်လိမ့်မယ်သံဃာယန္တာတင်လိမ့်မယ်အဲ့ဒီလောက်ထိသာသနာရဲ့ကောင်းကျိုးကိုအထုအထိပ်ဆောင်ရွက်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒါသူ့ကိုကြံတဲ့ယဟန်တွေကအထင်မသေးစေဖို့အတွက်အော်မြတ်စွာဘုရားကတောင်သူ့ရဲ့ကိုစားထားပြီးတော့သင်္ကန်းချင်းလဲပြီးတော့ခိုင်းခဲ့တာဆိုယဟန်တွေရဲ့သူ့ရဲ့အပေါ်မှာ လေးစားမှုเนาะဒီအရှိန်အဝါကိုရကြင်လို့မြတ်စွာဘုရားသင်္ကန်းချင်းလဲတာ ဒါကြောင့်သင်္ကန်းကိုသုံးသက်တာအလကားသုံးသက်တာမဟုတ်ဘူးတကယ်အလိုရှိလို့သုံးသက်တာဘာဖြစ်လို့လဲလဲခြင်းလို့အလိုရှိတာအဲ့ဒါသင်္ကန်းချင်းလဲတာအဲ့သင်္ကန်းချင်းလဲလဲလိုက်ရောမြေကြီးလဲတုံပြန်နေတယ်ဒီရှင်မကတ္တပတ်နဲ့ပတ်သက်ပြီးတော့မြေကြီးကတော့ခဏခဏလှုပ်နေတာကိုတွေ့ရတယ်အဲ့သူ့ရဲ့အထင်ကြီးကဂုံတွေကအလွန်ကြီးမားတာဟုတ်